မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ Khui Entertainment YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတို့ကိုထူးထူးဆန်းဆန်းအကြောင်းအရာလေးတစ်ခုကိုပြောပြပေးခြင်းပါတယ်ဗျဒါကတော့ကြောက်တုံးကြီးတစ်ခုကိုထူခွဲပြီးတည်ဆောက်ထားတဲ့အိန္ဒိယနိုင်ငံကဖျားကြောင်တစ်ခုအကြောင်းကို ပြောပြပေးခြင်းပါတယ်ဘယ်လိုမျိုးထူခွဲတည်ဆောက်ထားလဲဆိုတာကတော့ကျွန်တော်နဲ့တူဆက်လက်ပြီးလေ့လာကြည့်ရအောင်ဗျာ ဒဲခီလာဆလို့အမည်ရတဲ့ဖျားเจ้าလာဆိုရင်တော့ကဘာပေါ်မှာခရီးသွားတွေလဲပတ်မှုအများဆုံးကနေရာတနေရာလဲဖြစ်ပါတယ်။စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ဒီဖျားเจ้าကြီးရဲ့မူလစင်းမြင့်နဲ့ဘယ်သူတွေတိဆောက်ခဲ့ကြလဲဆိုတာကိုတော့ယနေ့အချိန်ထိအပြေမရှာနိုင်ကြသေးပါဘူးခင်ဗျာ။ဒါပြင်ပညာရှင်တွေဟာဖျားเจ้าကြီးရဲ့တတ်တဲဘလောက်ရှိနေပြီလဲဆိုတာကိုလည်းမခံမနိုင်ကြသေးပါဘူးခင်ဗျာ။ ပထမအဦးဆုံးဖရာအကြောင်းကြီးရဲ့တိဆောက်ပုံကိုကြည့်လိုက်မယ်ဆိုရင်ညာပြလာတဲ့ဘိသူကာအမှုပညာနဲ့ဗဘူးပညာတို့ကွဲကွဲပြားပြားနဲ့တိဆောက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။တချို့ပညာရှင်တွေကတော့ဖရာအကြောင်းကြီးရဲ့အရွယ်စားကိုကြည့်ပြီးရာစုနှစ်ပေါင်းများစွာကတိဆောက်တာဖြစ်နိုင်တယ်လို့ခံမှန်းထားကြပါတယ်။နောက်ပြီးဖရာအကြောင်းကြီးကိုအပေါ်စည်းကနေကြည့်မယ်ဆိုရင်ယူပုံစံတိဆောက်ထားပြီးចောင်းဆောင်တွေရဲ့အပေါ်ကနေအောက်ခြေအထိ ဆင်ရုပ်ထူအောင်များစွာနဲ့ထုလုပ်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ကမ္ဘာရှင်အောင်အမွေနဲ့စည်ရင်းဝင်ထားတဲ့ဒီဖျားချောင်းကြီးကိုအလုံသမားပေါင်း9000ကျော်နဲ့အချိန်တော်ယူပြီးတိဆောက်ရတာဖြစ်တယ်လို့ပညာရှင်တွေကခန့်မှန်းထားကြပါတယ်။တချို့သောသမိုင်းချက်လက်တွေအရဒီဖျားချောင်းကြီးကိုတိဆောက်ခဲ့တဲ့အချိန်တုန်းကအလုံသမားတွေဟာတရက်ကို18နာရီလောက်အလုံးလုံးကြာရတယ်လို့သိရပါတယ်။ ။နောက်ပြီးလျှက်စင်မီမပေါ်ပေါက်သေးတဲ့အချိန်မို့လို့ဂူအတွင်းပိုင်းကို အလင်းရောင်ရစေရန်နဲ့မှန်တွေကိုအသုံးပြုကရောင်ပြန်နည်းနဲ့အလင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ဖျားချောင်းကြီးရဲ့ထူးခြားတဲ့အချက်ကတော့ဖျားချောင်းကြီးအတွင်းမှာမရေမတွက်နိုင်တဲ့ဗေရင်နည်းတွေအများကြီးရှိနေလို့ပဲဖြစ်ပါတယ်ဗျ။သိပ္ပံပညာရှင်တွေရဲ့အဆိုအရဘုရားကျောင်းအတွင်းကရှေးဟောင်းအင်ဒိုဥရောပဘာသာစကားလုံးပေါင်းများစွာကိုဘာသာမပြောင်းနိုင်ကြသေးပါဘူး နောက်ထပ်စိတ်ဝင်စားစရာအကြောင်းကတော့တစ်ချိန်လုံးကဟိန်နူဖျားချောင်းကိုဖျက်ဆီးပြခဲ့တဲ့မူငယ်ဘရင်အေရန်ဇတ်ဆိုတဲ့လူရှိခဲ့ပါတယ်။တနေ့မှာတော့သူနဲ့အပေါင်းပါတွေဟာဒီဖျားချောင်းကြီးကိုဖျက်ဆီးဖို့ဖျက်ဆီးဖို့ကြိုးစားခဲ့ကြပေမဲ့လေအချိန်၃နှစ်သာကြာသွားပြီးဖျားချောင်းရဲ့အစိပ်ပိုင်းအနှဲငယ်လောက်သာဖျက်ဆီးနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဘရင်အေရန်ဇတ်ဟာလက်လျှော့ခဲ့ပြီး ဖះအကြောင်းကိုလည်းမပြတ်စည်းခဲ့တော့ပါဘူးခင်ဗျာဒီလိုထူးဆန်းတဲ့အကြောင်းအရာတွေပဲခီလာစဖះအကြောင်းကြီးဟာယနေ့အချိန်ထိနာမည်ကြီးလျက်ရှိပြီးခရီးသွားသူတွေနဲ့ပြည့်နှက်လို့နေတာပဲဖြစ်ပါတယ်ဗျာဟုတ်ကဲ့အခုဖော်ပြပေးတာကတော့အိန္ဒိယနိုင်ငံကထူးဆန်းတဲ့ဖះအကြောင်းအကြောင်းကိုဖော်ပြပေးတာပဲဖြစ်ပါတယ် နောက်ပိုင်းမှာလည်းအခုလိုထူးဆန်းတဲ့အကြောင်းအရာလေးတွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာထိန်မန့် YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောအနေလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။